ူတပါရဲ့ပြည်စည်းဥစ္စာကိုမတရားလိုချင်တဲ့စိတ်နဲ့ခိုးယူနေကြတဲ့တခိုးတွေအပေါ်မှာတနားကြတာမှုတွေပြနေပြီးအပြေးအလွှာသွားရောက်လူလန်းနေကြတဲ့ပရိဒတ်သမားတွေကိုပညာသားပပနဲ့ပြောဆိုလာခဲ့တဲ့ဒေါ်အယ်မွန်တင်ကျွန်တော်တို့ကကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့မှစားကြမရှိဘူးငတ်ပြီးကျွန်တော်တို့အခက်ခဲဖြစ်ရင်ကျွန်တော်လူစားလို့ရတယ်ကျွန်တော်တိုက်စားလို့ရတယ်ကျွန်တော်ကုံသွားထမ်းလို့ရတယ်ခါရောမီပရိဒတ်များနေနေလေးစောင့်ပါအောင်လားလို့ဟုတ်လား ထက်ကနေဟိတန့်ကနေဟိဆိုလို့ရှိရင်မဟာဂိယုနာရှင်ကြီးများအင်မတန်ပေါ်သောတိုင်းပြည်မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းရက်တွင်တုန်းကလှိုင်းတရားမျိုးနယ်က Twitter သူ Store ဆိုင်ရက်တွင်မှာကလေးတယောက်ပွေချီလာခဲ့တဲ့အမျိုးသမီးတဦးဟာဆိုင်ရက်တွင်ကပစ္စည်းတွေကိုခိုးယူဖို့စူးစမ်းခဲ့စဉ်ဆိုင်ရှင်ကသိရှိသွားခဲ့ပြီးအဆိုပါခိုးယူသူအမျိုးသမီးနဲ့ကလေးကိုပါရိုက်နှက်ကန်ကြားမှုတွေပြုလုပ်ခဲ့တာကြောင့်လူမှုကွန်ရက်ပေါ်မှာကြေရထားခဲ့တာလည်းဖြစ်ပါတယ် ျက်စီခိုးယူခံရသူတွေတာသူဆိုင်ပိုင်ရှင်မဝဝလိုင်းဟာအဆိုပါတခိုးအမျိုးသမီးဟာတစ်ခါနှစ်ခါမကပဲခဏခဏလာရောက်ခိုးယူနေတာကိုဒေါသထမ်းမိတာကြောင့်စိတ်မထိန်နိုင်ဖြစ်ခါသက်ဆိုင်ရာကိုအကြောင်းကြားခြင်းမရှိပဲသူမကိုယ်တိုင်ရိုက်နှက်ကန်ကြားမှုတွေပြုလုပ်ခဲ့တာကြောင့်တွေတာသူဆိုင်ပိုင်ရှင်မဝဝလိုင်းအပေါ်မှာလူမှုကွန်ရက်အသုံးပြုသူတွေကဝေဖန်ထောက်ပြမှုတွေပြုလုပ်ခဲ့ကြပြီးခိုးယူသူအမျိုးသမီးနဲ့ကလေးအပေါ်မှာတော့တနားညတာခဲ့ကြတာဖြစ်ပါတယ် အဲ့ဒီနောက်မှာတော့မြန်မာနိုင်ငံမှာပရဟိတလုံနေကြတဲ့ပရဟိတသမားတော်တော်များများကခိုးယွတ်သူအမျိုးသမီးရဲ့နေအိမ်လိမ်းစာကိုစုံစမ်းပြီးတဲ့နောက်တွားရောက်တွေ့ဆုံခဲ့ကလှူဒန်းမှုတွေအသီးသီးပြုလုပ်လာခဲ့ကြတာလည်းဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်လိုက်တဲ့အချိန်မှာတော့ခိုးယူခဲ့သူဒေါ်ရခိုင်မဆိုသူဟာလှိုင်းသာယာမျိုးနယ်မှာနေထိုင်သူဖြစ်ပြီးပစ္စည်းခိုးယူစင်မှာပါလာခဲ့တဲ့ကလေးဟာသူမရဲ့ကလေးမဟုတ်ဘဲသူမပစ္စည်းခိုးရမှာအကာအကွယ်အနေနဲ့အသုံးပြုဖို့အတွက်ခေါ်လာခဲ့ဟန်ရှိတယ်လို့ဖော်ထုတ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ပရာဟိတသမားတွေကတော့စားကြမရှိလောက်အောင်စင်းရဲနေလို့အခုလိုခိုးယူတဲ့အလုပ်ကိုလုပ်ခဲ့တဲ့အပေါ်ခွင့်လွှတ်ပေးတယ်ဟုဆိုကအပြရန်ဆိုင်လူတန်းနေခဲ့ကြတာလည်းဖြစ်ပါတယ်။ ဘလို့ပဲဖြစ်ဖြစ်အခုလိုလှူဒန်းနေကြတာဟာပစ္စည်းခိုးယူသူတွေကိုအားပေးသလိုဖြစ်နေတဲ့ဟုဆိုကဝေဖန်ထောက်ပြသူတွေလည်းရှိလာခဲ့ပါတယ်။လိုင်းပေါ်မှာနာမည်ကြီးနေတဲ့ကိစ္စတိုင်းကိုမဆိုအမြဲတမ်းဝေဖန်ထောက်ပြတတ်တဲ့ဒေါ်အယ်မွန်တင်ကလည်းသူ့ရဲ့အမြင်ကိုအခုလိုပြောပြလာခဲ့တာဖြစ်ပါတယ်။ခါရိုမီပရဟိတာမြာနင်းနေလီစောင့်မအောင်လားလို့ဟုတ်လား ချက်ကနေဟိတန့်ကနေဟိဆိုလို့ရှိရင်မဟာဂီယုနာရှင်ကြီးများအင်မတန်ပေါ်သောတိုင်းပြည်လက်ကြောတင်အောင်မလုပ်နိုင်အလုတ်ပေးကြလားအလုတ်ခန့်ကြလားတချို့ကအမေအလုတ်ပေးလိုက်ပါလားအလုတ်ပေးလဲသူတို့မလုပ်ဘူးသူတို့ကတတက်လုံးတောင်းစားခိုးစားရတဲ့ဟာမှာပဲသူတို့ကပျော်မွေ့နေပြီးစီးနဲ့ကန်းနဲ့အချိန်နဲ့အကန့်အသတ်နဲ့ဘောင်နဲ့ကန့်သက်ချက်တွေနဲ့သူတို့မနေနိုင်ဘူးเนาะနောက်တစ်ခါခလေးတွေပေါ့ခလေးတွေဆိုတာလေကျွန်တော်တို့မီးပွိုင်တွေမှာလေမြင်နေမှလားခလေးတွေကိုလေဘာမီတွန်တွေတိုက်ထားပြီးခလေးတွေကအိတ်များမိုးရွာရွာနေပူပူနေ ကလေးတွေကိုငှားစားတယ်ဆိုတော့ကိစ္စအခုမှမဟုတ်ဘူးတော်တော်ကြာကြာတွေကဒါတွေဟာရှိခဲ့တယ်เนาะကလေးတွေကိုငှားစားတာတနေ့ကို2000လို့3000လို့ ਨੇ ကလေးတွေကိုငှားစားတာเนาะအဲ့တော့ကလေးတွေကို cover ယူပြီးတော့မှသူတို့ကဒီလိုမျိုးပြစ်မှုတွေကိုကျူးလွန်ကြတာပေါ့เนาะဆိုတော့ဒီလိုမျိုးတွေလည်းရှိတယ်ပေါ့ပြောရရင်တော့အများကြီးတွေဖြစ်ကုန်မှာပေါ့ကျွန်မပြောချင်တာတော့အဲ့ဒီအကန့်နေမဟုတ်ဘဲねခါရောမီပရဟိတတွေအယံမဟာကိယုနာရှင်ကြီးတွေခိုးကိုပါစားပေးပြီးတခိုးမှန်နေတော့မဟုတ်ဘူးလေတခွတခိုးပဲဟုတ်လား အဲ့တော့တခိုးကလူပြန်ဟစ်ပြီကျမမနေ့ကအင်တာဗျူးကြည့်လိုက်ရတယ်ခလေးမေကိုသွားပြီးပြူတာအမလေးဥပဒေကြောင့်ရဖြစ်ဖြစ်စေခြင်းနဲ့တော့ဘာလို့သူလဲခလေးငားစားတာလေသူလဲခလေးငားစားတာသူလဲခလေးငားစားတာ နော်ပြန်လာရင်ပတ်စံရတယ်ခလေးခေါ်ပြီးထိန်းသွားပြီးပြန်လာခလေးငားစားတာအဲ့ဒါသူတို့ရဲ့ business ခလေးငားစားတာသူတို့ကတပြန်စီပြန်ပြီးတော့မှဥပဒေအတိုင်းဖြစ်စေခြင်းနဲ့တို့အမလီဥပဒေတခိုးကလူပြန်ဟစ်တယ်ဆိုတာအဲ့ဒါကိုခေါ်တာအဲ့တော့ကျွန်မပြောချင်တာမဟာကိယုနာရှင်ကြီးတွေကလည်းတခိုးအားပေးတွေတော့မလုပ်ကြနဲ့ နော်တခိုးကိုအရန်ကြီးသွားပြီးတော့မှဟာအရန်ကိုမဟာကိဝနာရှင်ကြီးတွေလက်ထဲကြီးကိုပဆက်နေထည့်ပြီးတော့မှဟာတခါတည်းကိုအတင်းကြီးတွေကြတော့လဲအာမြင်ရတွေ့ရတာအစင်မပြေဘူးနော်တခိုးကလည်းတခိုးရဲ့ပြင်းမှုပြစ်ဒဏ်ခံရမှာပေါ့သူခိုးလို့ဖြစ်တဲ့ကိစ္စလေသူကဘာနာလာပြီးတော့မှဟာလုတ်ပြီးသူတို့ကတော့အင်တာဗျူးဖြေပြီးတော့မှဟိုဘက်ကိုတခါတည်းလာပြီးတော့မှဗာနဲ့အမလီဟိုဥပဒေအတိုင်းဖြစ်စေခြင်းနဲ့ရောဘာရောညာရောနဲ့ဆိုတော့ကလင်းငှားတယ်ဆိုရင်ဟာတယ် နော်အုပ်စုဖွဲ့ပြီးတော့မှကလေးတွေကိုတောင်းရန်စားတောက်ခိုင်းနေတယ်ဆိုရင်ဟာတွေကကျမတို့မြင်နေတွေ့နေတာပဲမိပွားရကလေးတွေနှိမ်နှင်းမရလို့လားမညာဘူးအဲ့ကလေးတွေကိုအရင်ကစာတင်ပေးတယ်လीကလေးတွေဒီကကျမတို့လူငယ်လေးတွေအုပ်စုတွေကတင်လို့မရဘူးလုံးလို့မရဘူးအလုပ်တွေခေါ်ပေးကြတယ်လीရှိတဲ့ကိုယ်အိမ်ကပစ္စည်းတွေပါခိုးဖွက်ပြီးတော့မှလင်တခါတည်းကိုအာပြီးသွားကြတာမျိုးတွေဇိုင်းရိုက်နဲ့ဗီဇဆိုးတွေဟာကျမပြောတယ်ကေတင်လို့မရဘူး